ပျော်ရွှင်ရတာများပါတယ်ကိုကကိုကိုပျော်ရွှင်အောင်အလုပ်ခံရတာအပြုစုခံအယူခံအယူရအခံပျော်ရွှင်ခံအေးနော်အင်တာဗျူးပြရလဲစပ်ပြီးပြီးနေတယ်လို့ပြောနေကြတာစစ်တာကကိုကအာမထုတ်ပြတတ်ဘူးတချို့ကိစ္စတွေကထုတ်မပြတတ်ဘူးဆိုပေမဲ့လည်းချစ်တဲ့စိတ်နဲ့သူ့ဘာသူထုတ်ပြတတ်လာတာတွေလည်းရှိတယ်ဟုတ်အခုကမြစ်တာနေတာရရှိပါတယ် ပုံလေးတက်လာဟုတ်ပါတယ်ခံစားမိပါတယ်မြေတားတွေအားလုံးကိုကကိုယ်တတိမထားပြီအဲ့လိုဖြစ်နေတာဟာဟာလေးပေါ်ရဟုတ်လားအေးနော်အခု interview ပြရလဲစာဖြည်းဖြည်းနဲ့တဲ့အဲ့လိုပြောနေကြတာ ဝင်းနေရဖြစ်တာလေဝင်းနေရနေလေလူကြီးလူကြီးဆက်တော့စပ်ဖြစ်ဖြစ်နေတာနော်ဒီခါကျတော့လည်းဘာဖြစ်မှမသိလို့အဲ့လိုစပ်ဖြစ်ဖြစ်ဖြစ်နေတာပါဘာဖြစ်ဖြစ်ကြိုက်ပြီးသားမမောက်ပြောစရာတယောက်ပဲစိတ်ကိုတွင်းနေတယောက်ကြိုက်တယောက်တိနေတယောက်ကြောက်လို့တယောက်တိနေတယောက်ပဲစိတ်ကိုတွင်းနေ ုက္ခပါပဲ။မြင်လဲပါပါလေ။အဲအေးဆိုင်လည်းတည်တယ်။ဟုတ်တယ်။ဟုတ်တယ်။အမေကဘာဝယ်ပေးပေးငါသားလေးဘာဝယ်ပေးပေးဝယ်ပေးရင်ကို PT ဖြစ်နေတာ။အတူတူပါပဲ။ဘာဝယ်ဝယ်ပေးရင်ကို PT ဖြစ်နေ။အဲ့လိုတော့အဲ့လိုတော့အဲ့လိုတော့မပါဘူးဗျကျွန်တော်အဲ့လိုမျိုး အအရင်ကလည်းဟိုဘယ်လိုပြောမလဲဟိုဒီလိုပဲကိုယ့်အကူလေးပဲနေတတ်တာဆိုတော့ကိုယ်လည်းအလုပ်မခံရဘူးသူများကိုလည်းမလုပ်ဘူးပြောရင်တော့လောကကောင်လုပ်ပေးရကောင်မှလည်းမသိဘူးပေါ့နော်အဲဒါပေမဲ့လည်းဒါလိုပေါ့ကိုယ်ကလုပ်ခံအဲတကူရှိတယ်လေကိုယ်ကကိုယ်ကအလုပ်ခံခြင်းရဲ့သူများကိုလည်းလုပ်ပြရတယ်ဆိုတဲ့ဟာမျိုးလေးတွေတဖြည်းဖြည်းနဲ့သင်ယူရတာပေါ့နော်ဆိုတော့အဲ့လိုလေးလည်းရှိပါတယ်တဖြည်းဖြည်းချစ်ပြတတ်တယ် အတင်ပြရတာပေါ့မငယ်တော့ဘူးလေမငယ်တော့ဘူးချစ်တာကိုချစ်တာကိုထုတ်ပြတတ်ဘူးဖြစ်ဖြစ်မင်းညီမလေးချစ်တာကိုကအာမထုတ်ပြတတ်ဘူးမထုတ်ပြတတ်ဘူးအဲ့လိုကိုက introvert ထဲမှာပါတယ်အဲဒါပေမဲ့လည်းအဲဘာဖြစ်လာလဲဆိုတော့နောက်ပိုင်းမှသိလာတာဘာရှိလာလဲဆိုတော့အချို့ကိစ္စတွေကထုတ်မပြတတ်ဘူးဆိုပေမဲ့လည်းချစ်တဲ့စိတ်နဲ့သူ့ဘာသူထုတ်ပြတတ်လာတာတွေလည်းရှိတယ်ကိုကဘလောက်ပဲဘလောက်ပဲမထုတ်ပြတတ်တဲ့သူပဲဖြစ်ဖြစ် စစ်တဲ့စိတ်တစ်ခုနဲ့လေးစားတဲ့စိတ်တစ်ခုနဲ့အော်တိုဖြစ်လာတာတွေလည်းရှိတယ်အဲ့ဒါကိုတော့တဖြည်းဖြည်းချင်းနဲ့တော့သိလာတယ်အဲခုနကလိုမျိုးတွေကိုမလုတ်တတ်တဲ့ဟာတွေကိုမလုတ်ဘူးတဲ့ဟာတွေကိုအချင်းမရှိတဲ့ဟာတွေသူများကလုတ်ပြရတယ်သူများကကိုယ်လုတ်ပေးတယ်ဆိုတဲ့အခါမှာဩဒါဆိုရင်တော့သူများကကိုယ်ကောင်းပေးတယ်ဆိုလို့ရှိရင်အကိုယ်အတိမပြူရတော့မယ်လေအတိမပြူပြီးကိုယ်ကလည်းပြန်ကောင်းပေးရတော့မယ်ကိုယ်ကပြန်တုံ့ပြန်ရတော့မယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့ဒါလေးတွေတော့အာသိလာတယ်ကိုပျော်ရွှင်ရတာများပါတယ်ကိုကကိုကိုပျော်ရွှင်အောင်အလုတ်ခံရတာ အပြုစုခံအယူခံအယူရခံပျော်ရွှင်ခံနောက်ကောအခုလက်ရှိရှိနေတဲ့အခြေအနေကိုပဲအကောင်းဆုံးဖြစ်အောင်စူးစမ်းပြီးတော့ဖြတ်တန်းနေပါတော့အခြေချောက်ကိုပျော်ရွှင်တာပျော်ရွှင်ရอืมအဲ့လိုဆိုတာထက်လေအာအဲ့လိုဆိုတာတဲ့အာပြောရရင်တော့ဒီအချိန်တည်းကဘယ်သူမှပျော်ရွှင်နေရတော့ဟုတ်ပါဘူးစူးစမ်းပြီးတော့မှအာပျော်ရွှင်နေရတယ်ဆိုတာလဲပါတယ်ပျော်ရွှင်နေရဆိုတာတဲ့ကိုယ့်ဟာကိုယ်ပဲလက်ရှိရှိနေတဲ့အချိန်လေးကိုအဆင်ပြေအောင်နေကြရတာပေါ့နော်အဲ့တော့ တတ်နိုင်သလောက်အပူတွေမရှိတာမို့ရှိတဲ့အပူကိုခဏမေ့ထားပြီးတော့မှအချင်းချင်းဖေးမှပြီးတော့မှအကောင်းဆုံးဖြတ်တန်းကြပါမယ်ဖြစ်ပြမိကြပါလားအရင်ကတော့ဝင်းနေရဘလို့သိပဲရှိတယ်ပြောပြအောင်ဒါအဲဖန်နေရလဲဒါဟုတ်တယ်ဟုတ်တယ်ဟာဟုတ်တယ်ဟုတ်တယ်အဲ့တော့ဒီဒီနှစ်ကလေ အဲဟိုအဓိက fan အကြောင်းလဲကျွန်တော်ပြောချင်ပါတယ် fan တွေကဆိုလို့ရှိရင်လေကျွန်တော်ကိုမထင်မရှားအချိန်ကလေးကနေပြီးတော့မှ design မှတ်မှတ်နဲ့အားပေးလာတဲ့ fan တွေရှိတယ်အဲဂျားထဲမှာတော့ကျွန်တော်က social media ပေါ်မှာ fan တွေကိုကျွန်တော်ကတုံ့ပြန်မှုအားနည်းတာတွေရှိတယ်အဲ့တော့ကျွန်တော်နေတတ်သလိုလေးပဲနေတာပေါ့နော်အဲ့နေတတ်သလိုနေတဲ့အပေါ်မှာ fan တွေကကျွန်တော်ကိုမညှို့ညင်သွားပဲနဲ့ဘလိုလေးပဲနေနေသူတို့ချစ်ပြီးတော့အားပေးကြရတယ်ဒီနေ့ပိုင်းနေမှာဆိုပိုပြီးတော့တတိထားမိတယ်တတိထားမိတဲ့အခါမှာဘာတွေတွေ့ရလဲဆိုတော့ကိုယ်ငငယ်မထင်မရှားဘဝတွေကအားပေးလာတဲ့ fan တွေခုထိအားပေးနေရဆိုတာလည်းသိရတယ်ဒီနေ့မွေးနေ့မှာဆိုလို့ရှိရင်လည်း အဲ့လိုပေါ့ပကံကဖះမှာသွားပြီးတော့မှ fan တွေကကျွန်တော်တို့အလိုလိုပြဖះမှာဆုံးကပ်ပေးတာတကူးတကနဲ့မမရရအောင်လုပ်ပေးတာဒါဒီနှစ်မှမဟုတ်အရင်နှစ်တွေတုန်းကလည်းအဲ့လိုလုပ်ပေးကြရတယ်ရှိတဲ့အတွက် fan တွေလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကတော့အများကြီးကိုကျွန်တော်တို့ဟိုဟိုမြစ်တာတွေအများကြီးရတဲ့နှစ်ပါအဲရန်ကုန်လည်းဟိုဒီပဲရှိတယ်အဲပြောလို့ပြောရှင်းရတယ်ကျွန်တော်အလူတန်းတွေလည်းအများကြီးလုခွင့်ရတဲ့နှစ်ပါဟုတ်ကဲ့အခုကမြစ်တာတွေဒါရရှိပါတယ် ပုံလေးတက်လာဟုတ်ပါတယ်ခံစားမိပါတယ်မြေတားတွေအားလုံးဟုတ်အဲ့တော့မိမလေးဘယ်လောက်ကြာမလဲပြိတ်သက်တယ်အာတို့ပါသေးတယ်တို့ပါသေးတယ်ကိုဖန်နီရီဗျူးอ่ะဘယ်လိုမျိုးလေးရှိလဲဖန်နီကအာဖန်နီကသူတို့ကကျွန်တော်ပြောရင်လိုက်ပြောရတယ်ဆိုလေကျွန်တော်ဝမ်းနေလဲလိုက်ဝမ်းနေကြတာဆိုတော့အခုကျွန်တော်ပြောနေရဆိုတော့သူတို့ကလည်းပြောတာပေါ့ဒါကတော့ကျွန်တော်ဟွာလေအဲကမုံခွင့်မှာ မုံဝင်ခိုးစေးပါဒီမင်္ဂလာတောင်ညွန်းနဲ့ဘုံမင်းအောင်လမ်းမင်းအာ sorry မင်္ဂလာတောင်ညွန်းမှာရှိတာပါဘုံမင်းအောင်နဲ့မြမကွေလမ်းတောင်မှာရှိတာပါခင်ဗျာဒါခိုးစေးအစ်စ်ပါပြီးတော့ DC နဲ့စိန်နန်းတော်နဲ့ဒီလိုမျိုးတွဲပြီးတော့มาဖွင့်ထားတဲ့နေရာလေးပါခင်ဗျာ shopping လာထွက်တာ shopping လာထွက်တာ promotion လည်းရှိတယ်ဆိုလို့လေ ီးတော့ဒီလိုစိုင်လေးကိုအလိုလေးတွဲပွင့်ထားတာလည်းကျွန်တော်စီမှာမရှိဘူး။အဲနိုင်ငံမှာတော့ဒါ trend ဖြစ်နေတာပေါ့။အဲ promotion ရှိတာလည်းပါတယ်ပစ္စည်းကိုတနေရာထဲမှာရွေးချယ်လို့ရတာလည်းပါတယ်။နောက်ပြီးတော့ဝယ်ပေးချင်တာလည်းပါတယ်။အဲကြောင့်ပေါ့ရောက်လာတော့။အဲကြည့်နေတယ်။ကောင်းမလေးတွဲပေါ့။အမေတွဲလည်းပါတာပေါ့နော်။အဲသူကြီးတွေ group ကိုလည်းပါတယ်။အဲ8 8လာရှိတာပေါ့အဓိကတော့ data ကြည့်တယ်ပြီးတော့ကျွန်တော်တို့ကလည်းခဏလေးခဏလေးကကြည့်တာပေါ့ promotion ပေးနေတယ်ဆိုတော့ တော့ promotion က first item ဝယ်လို့ရှိရင်5%ပေးတယ်နောက် second item ဝယ်ရဆိုလို့ရှိရင်20% off ပေးထားတယ်ဆိုတော့ဝယ်ရတာတန်တယ်အဲ့တော့ဖြစ်နေတာပါ Affiliate Predator တွေရောကျွန်တော်အခုဒါကတော့ DNC 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 ចောင်းလေးလည်းနည်းနည်းပြောခြင်းပါသေးတယ် DNC မှာလည်းကျွန်တော် promotion တွေအများကြီးရှိပါတယ်ဒီလကုန်တွေရှိပါတယ်မျိုးပေါင်း900ကျော်ယောက်ျားဝတ်မျိုးပေါင်းဝတ်အစီအစုံပါတယ်ခင်ဗျာ live app ကိုလည်းဖိတ်ခေါ်ပါတယ်နောက်ပြီးတော့ကျွန်တော် app နေကြတဲ့ Predator ကြီးအားလုံးပဲစိတ်အချမ်းသာကြီးကိုချမ်းသာကြီးနဲ့ပြည်သူပြီးတော့ကကြီးသုံးပုံမှာပြန်တော့ကြော်လာနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ကျေးဇူးပါ